ဒီဗီဒီယိုထဲမှာမြင်နေရတဲ့ပလတ်စတစ်ဘုံတွေကအမှိုက်ဘုံတွေမဟုတ်ပါဘူး။တကယ်တော့ဒါတွေကပြားအောင်အတူလို့ကိုတရုတ်ကြီးတွေသုံးတဲ့ပစ္စည်းတွေပါ။ပထမဆုံးဒီဘုံတွေကိုအလျားလိုက်ပဲဖြစ်ဖြစ်၊ဒေါင်လိုက်ပဲဖြစ်ဖြစ်စီးပြီးတော့ပြားတွေကိုအလွယ်တကူဝင်ထွက်လို့ရအောင်အပေါက်သေးသေးလေးတွေဖောက်လိုက်ပါ။အဲ့ဒီနောက်ပြားတွေကိုဆွဲဆောင်နိုင်တဲ့ပြားဖျောင်းတစ်မျိုးကိုဝယ်လိုက်ပါ။ပြားပြောင်းကိုအေးပြောင်းအောင်မီးအပူပေးပြီးပုံးတွေမှာတုတ်လိမ့်ထားလိုက်ပါ။ပြားပြောင်းနဲ့ကိုရတာနဲ့ပြားတွေအစုလိုက်အပြုံလိုက်ရောက်လာပါလိမ့်မယ်။ အဲ့ဒီနောက်ပြားတွေကပြားပြောင်းနှဲ့ရဲ့ဆွဲဆောင်မှုကြောင့်လူလုံးပလတ်စတစ်ပုံတွေမှာသူတို့ရဲ့အတိုက်အုံကိုတိဆောက်ကြပါလိမ့်မယ်။ဒီပုံတွေကိုပြားတွေအလားများတဲ့တွင်းပေါက်တွေကြောက်ကဘာတွေနားမှာခြားထားမယ်ဆိုရင်ပိုလို့တော့အလုပ်ဖြစ်ပါသေးတယ်။ပြားတွေအတွက်လည်းနေစရာတစ်ခုကျသွားသလိုလူတွေအတွက်လည်းသဘာဝပြားရည်စစ်စစ်ကိုဓာတုဆေးတစ်ခုမှမပါဘဲသဘာဝညီအတိုင်းထုတ်ယူလို့ရသွားမှာပါ။ပရိသတ်ကြီးတို့ရောဒီပြားမွေးမြူရေးနဲ့ပတ်သက်ပြီးဘလို့ထင်မြင်မိကြလဲဆိုတာပြောပြပေးသွားကြပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ ဒီငါးကိုဘယ်တော့မှလက်ပလာနဲ့အစာမကျွေးမိပါစေနဲ့။ဒါကြောင့်လဲဆိုရင်ပရိသတ်တို့အခုဗီဒီယိုထဲမှာမြင်နေရတဲ့ငါးကရိုးရိုးငါမဟုတ်ပဲအာရာပိုင်းမှာလို့ခေါ်တဲ့ငါးဖြစ်နေရကြောင်းပါပဲ။ဒီငါးကငှက်တကောင်ဘာမှမဟုတ်အဋ္ဌထက်ပိုကြီးတဲ့တတဝါတကောင်ကိုတော့မျက်စိတမိန်အတွင်ဖမ်းဖို့ပြင်နိုင်စွမ်းရှိပါတယ်။အကျေးကုန်တွေကလည်းမာလွန်းလို့မသိရင်ကြည်စံကိုတော့ကားနိုင်တယ်လို့အထင်မှားသွားနိုင်ပါတယ်။သူ့ရဲ့အကျေးကုန်တွေကိုခွာဖို့ခွဲဖို့ဆိုရင်ပုံမှန်အသားလှီးတဲ့ဓာတ်လောက်ပဲသုံးလို့တော့မရပါဘူး။ ပို့ပြီးအံဩဖို့ကောင်းတာကအာရာပိုင်းမငားတွေဟာတစ်ခါတစ်ခါအစာစားဖို့ပါဇက်ကိုအကျဲကြီးဟာပြီးပဝင်းကျင်ကရေတွေအပါအဝင် ရှိရှိသမျှအရာအလုံးကိုအားကြီးနဲ့စုပ်ယူပြတတ်ကြပါတယ်။ပြီးရင်သူတို့ရဲ့အဲ့ဒီလိုစုပ်ယူတဲ့လုပ်ရဟာမြန်လုံးလို့မျက်တောင်တစ်ချက်ခတ်လိုက်မိတာနဲ့ဘာဖြစ်သွားမှန်းတော့သိလိုက်ရမှာမဟုတ်ပါဘူး။ဘလို့ပဲပြောပြောသူတို့ကလူတစ်ခုလုံးကိုတော့ဖမ်းဖို့မပြင်းနိုင်တာအသေးချာပါပဲ။ပြိတ်သက်ကြည့်လို့ရောဒီငားတွေကိုအပြင်မှာတွေ့ဘူးကြပါသလား။ကွန်မန့်ထဲမှာရေးသားပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးသတ်ရှိပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ ပရိသတ်တို့ဗီဒီယိုထဲမှာမြင်နေရတဲ့မိန်းကလေးကိုတစ်ချက်ကြည့်လိုက်ပါ။လူတွေကဒီမိန်းကလေးကိုယူနေတယ်လို့ထင်နေကြပါတယ်။ဘာကြောင့်လဲဆိုရင်သူမကစင်ရဲ့မစင်ကိုတွေ့တိုင်းပြေးပြီးတော့ကောက်တက်တာကြောင့်ပဲဖြစ်ပါတယ်။သူမရဲ့စင်တွေအလေးသွားတော့မယ့်အချိန်တိုင်းမှာသူမကအပြေးသွားပြီးမစင်တွေကိုမြေပေါ်မကျအောင်ဖမ်းယူလေးရှိပါတယ်။အဲ့ဒီလိုလုပ်တဲ့အခါမှာလည်းသူမကဘာအိုအစားပဲဝှက်ထားတာခရူးမဆိုင်ပါဘူး။အိနေရင်အုပ်ပဲဖြစ်ဖြစ်ဈေးကြီးပေးရတဲ့ပွဲတက်ကောင်ကိုလှလှလေးတွေပဲဖြစ်ဖြစ်မနှံ့မျောပဲနဲ့သူမကစင်ချင်းကိုပဲပြေးဖန်တတ်ပါတယ် ူမရဲ့လုပ်ရက်ကတခြားလူတွေအတွက်တော့ရည်စရာဟာသာကြီးဖြစ်နေပြီးတော့ဘယ်သူမှနားမလည်နိုင်ကြပါဘူး။တကယ်တော့စင်တွေရဲ့မစင်တွေကအတော်လေးအဖို့တန်တာပါ။ဘာကြောင့်လဲဆိုရင်စင်တွေကအတီးရွယ်ပဲစားကြတာဖြစ်လို့သူတို့ရဲ့မစင်တွေထဲမှာခြေပြက်လို့မရတဲ့အမြင်တတ်တွေအများကြီးပါဝင်နေပါတယ်။ဒီတော့ဘာဖြစ်လဲ။ဒီတော့စင်ကြီးတွေကိုတုံးပြီးတော့ eco friendly သဘာဝစက်ကူတွေစာရွက်တွေထုတ်လုပ်လို့ရတာပေါ့ပြည်သက်ကြီးလို့ဆိုရင်ရောစင်ချင်းနဲ့ထုတ်တဲ့စက်ကူတွေတုံးကြမှာလားဆိုတာပြောပြပေးသွားကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ချီပါတယ်ရှင်